အလုံးမဲ့မင်္ဂလာပါဒီတစ်ခါမှာတော့ဒါသုံးကွင်ကြောင်အနေထားနဲ့သုံးကြိမ်မြောက်ဖြစ်နိုင်ခြေလေးယူဆထားတယ်သူကဖြစ်နိုင်ခြေလေးရတော့တော်တော်များများရှိတယ်ဒါပေမဲ့ကျွန်တော်အကောင်းဆုံးဖြစ်မဲ့ထင်တဲ့တစ်ခွက်ကိုပဲကျွန်တော်ယူဆပြလိုက်မယ်ဆိုတော့ဒါပထမဆုံးဒါထိတ်စီးတလုံးဒီလိုသုံးလုံးသုံးသူကသုံးကွင်ကြောင်ဒီလိုသုံးလုံး သုံးနောက်ထပ်သူ့ကိုသုံးကွင်ကျော်ဒီလိုသုံးလုံးသုံးဒီလိုအခင်းကျင်းလေးဖြစ်တဲ့ဆိုတော့ဒီမှာကြပင်အဲ့ဒီကြပင်မှာသူကဒီလိုသုံးလုံးသုံးဒုတိယကြိမ်မှာလည်းဒီလိုသုံးလုံးသုံးဒီလိုလေးဖြစ်တာဆိုတော့တတိယကြိမ် ဒီလို၃လုံး၃လုံးဖြည့်အောင်မှဆိုရင်သူ့ကို၆တိတ်တလုံးထည့်လိုက်တယ်ဆိုတော့သူကတန်ဖိုးညီ၃ချက်ညီကွတ်တီးလေးတာဆက်ဖြစ်တော့မယ်ဆို၃လုံး၃၃လုံး၃၃ထိတ်၃လုံး၃၃လုံး၃၂ထိတ်ဆိုတော့ဒီပုံစံအတိုင်းပဲဆက်ပြီးတော့ယူဆမှာဆိုရင်၃၃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 ၃ 3လုံး3 3လုံး3 6ထိပ်ဒီလို6ထိပ်တက်လို့ယူဆလိုက်တယ်ဆိုတော့ဒါဒီ6ထိပ်ဖြစ်နိုင်ကြည်လေးရမဆိုးအပိတ်ဖြစ်နိုင်ကြည်အပိတ်ဖြစ်နိုင်ကြည်လေးလဲတော်တော်များများယူဆလို့ရတယ်ဒါပေမဲ့အဲ့ဒီထဲမှာ3ချက်ရိုက်အနေနဲ့အပိတ်တလုံးမယူလိုက်တော့ဘူးသူကဒီလိုလေးပဲဒီလိုလေးယူဆလိုက်ဒီ3လုံးပေါင်းခြင်း3ညက် အဲ့ဒီတုံညာတုံချေရတုံလုံးတုံညာနလုံးတုံညာထေရပေရဒီပိုင်းနဲ့ဖြစ်တုံညာတုံချေနဲ့ပြီးသွားပြီပထမယူဆထားတယ်တုံထိပ်ဖြစ်နိုင်ကြရလဲကွတိပဲဒုတိယအကျင့်သူကသုံးခွင့်ကျော်ဒုတိယအကျင့်မှာလဲ ဒီ၃လုံးပေါင်းခြင်း2ဟာ၃ချက်ရိုက်၃လုံးပေါင်းခြင်း2နှလုံးပေါင်းခြင်း2နှစ်ထိပ်လေးပိတ်ဒီနှစ်၃ချက်ရိုက်ဆိုတော့ပထမ၃လုံး၃၃လုံး၃ယူဆထားတယ်နှစ်ပိတ်ဟာလည်းကွတိခြုံငုံပြီးသားပဲသူဘေးကိုလွတ်ထွက်မသွားဘူးဆိုတော့ဒီပုံစံလေး၃ချက် ီပုံစံလေးအတိုင်းပဲ၃ချိန်ဆက်ပြီးတော့ယူဆလိုက်မယ်ကျန်တာတွေယူပြမနေတော့ဘူးယူဆထားတယ်လို့ဖြစ်ရင်ကွတီတိုးဆိုတော့အဲ့ဒီအတိုင်းဆက်ယူမယ်ဆိုရင်ဒီ၃လုံးပေါင်းခြင်း၃ညဆိုတော့ဒီ၃ညကိုလည်းဒီလို၃လုံး၃ညလို့ဖြစ်6ထစ်ဒီလို၂လုံး၃ညလို့ဖြစ်10ပိတ်6ထိပ်10ပိတ်တပြိုင်တည်းဖြစ် ီတုံညတုံချက်ရတုံချိန်ကွက်တိဒီလိုပုံစံလူလက်ဖြစ်သွားမယ်ဆိုရင်68တကွက်ပေါ့သူကဒါ69 69 9တွေပါအများကြီးပဲဒါဟိုတကယ်တမ်းဆိုလို့ရှိရင်ဒါ6ထိတ်6ထိတ်ကို6ထိတ်ကိုနောက်ပိတ် series ဆွဲလိုက်တလောက်ကိုကနန်းနေထွက်တယ်ဆိုတော့အဲ့လိုဆွဲခြင်းရလဲဆွဲ6ထိတ်ဖြစ်နေကြလေးရလဲကောင်းနေတာ ဆိုတော့ကပြည့်တဲ့ကဒီလိုဒီပုံစံလေးနဲ့သုံးချက်ရိုက်ပြီးတော့သုံးခွန်နေလေး6 8ဒီလိုဖြစ်လာတဲ့အချိန်မှာဒီနောက်ပိတ်ခန်းန်းလေးတွေစီနီယာအပြေးလေးဖြစ်သွားသုံးလုံးပေါင်းခြင်း2သုံးလုံးပေါင်းခြင်း3သုံးလုံးပေါင်းခြင်း4ဒါမျိုးလေးဖြစ်သွား2 3 4ဆိုပြီးတော့ဆိုတော့ဒီလိုမျိုးလေးနဲ့ပဲဒါအဓိကကတော့ ဒီ6ထိပ်ဖြစ်နေကြီးကိုလည်းသဘောကျတယ်ခဏတူလေး3ချက်ရိုက်ပြီးတော့ဒီ3ချက်3ချက်ရိုက်ပြီးတော့မှနောက်ထပ်တာထိပ်ပိတ်3ချက်ရိုက်ပြီးတော့မှခဏတကွယ်ပုံပေါ်နေတာကိုလည်းသဘောကျတယ်ဒါကြောင့်မို့လို့ဒီ6 8ဆိုတဲ့တကွက်ကိုပဲတကွက်ကောင်အနေနဲ့ယူဆလိုက်တယ်ကျန်တာတွေကိုလည်လူရှုလိုက်တယ်အာဖြစ်နေမဲ့တင်တော့တကွက်ကောင်ပဲ6 8 ရှင်းမလဲတာ6တလုံး6ထိပ်ဖြစ်နိုင်ကြီးတွေရောပါတယ်ရောတဲ့6တလုံးပါနိုင်ကြီးတွေရောအကုန်ယူဆပြထားတာရှိတယ်ပေါ့ဆိုတော့ဒါယူဆထားတယ်လို့ကိုတိဖြစ်ပါစေအဖွင့်လှကြပါစေဆုတောင်းပေးပါတယ်